အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့အခုဖြစ်နေတဲ့ဟာကိုကျွန်တော်နည်းနည်းလေးထောက်ပြမှဖြစ်တော်မယ်ဗျာနော်ဦးမင်းအွန်လိုင်းနဲ့တကွာစကားစားစစ်ကောက်စီကျွန်တော်ထောက်ပြမှရတော်မယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းအဲ့တော့ဗမာဆိုတဲ့ဗမာအုပ်စုကလည်းရှိတယ်ကရင်ဆိုတဲ့ကရင်အုပ်စုကလည်းရှိတယ်ရခိုင်ဆိုတဲ့ရခိုင်အုပ်စုကလည်းရှိတယ်အဲ့ဒါတွေကိုပေါင်းပြီးတော့ Federal စနစ်ကျွန်တော်တို့တည်ထောင်ဖို့အတွက်တိုင်းရင်းသားတွေအကုန်လုံးလက်မှတ်ရေးထိုးခဲ့တယ်အဲ့ဒီသဘောတဘာဝကဘာလဲဆိုတော့ခမည်းတော်သား နော်ပြည်မမှာတပ်ပေါင်းစုကြီးကျွန်တော်ဖြစ်နေတဲ့ဒီမြန်မာတပ်မတော်ဆိုတဲ့ဟာကနော်တိုင်းရင်းသားပြည်နယ်တွေမှာ Federal Snick ကိုအလုံးစုံမပေးဘူးနော်ကျွန်တော်တို့တိုင်းရင်းသားပြည်နယ်တွေမှာကျွန်တော်တို့အုပ်ချုပ်မှုပေါ်မှာတိုးတက်မှုမမြင်ရဘူးကျွန်တော်တို့အဲဆိုရှယ်မှုတွေပဲမြင်နေရတယ်နောက်ပြီးတော့ထွက်တဲ့တယံဇာသားတွေကိုဒီတိုင်းရင်းသားတွေအဓိကခံစားခွင့်မရဘူးဆိုရင်သူတို့မှာခွာထွက်ပိုင်ခွင့်ရှိတယ်နော်သူတို့ဘယ်အချိန်မှဆိုစစ်တိုက်စီရတော့မလို့ဘူးနော်ဒါကျွန်တော်တို့စစ်တိုက်စီရတော့မလို့ငါတို့ ဒီလိုဒီလိုငါတို့မရဘူးဒီလိုဒီလိုမဖြစ်တဲ့အတွက်နဲ့ငါတို့ခွဲထွက်မယ်အဲ့တော့ကျွန်တော်တို့တသက်အထောက်သားနဲ့အများကြီးထောက်ပြစီရလည်းမလိုဘူးကျွန်တော်တို့ပြည်နယ်ကိုပဲမိမောင်းထိုးပြကြကြည့်เนาะကျွန်တော်တို့ပြည်မနဲ့ရှင်ပြကြကြည့်နောက်ပြီးကျွန်တော်တို့ပြည်နယ်ဒီမှာထွက်နေတဲ့ GPD နဲ့ကျွန်တော်တို့အာကျွန်တော်တို့ပြည်နယ်ရဲ့အခြေအနေနဲ့ကိုပဲရှင်ပြကြကြည့်ခွဲထွက်ခွင့်ရှိတယ်အခုကခမရတို့စစ်ကောင်စီကเนาะကရင်ဆိုလဲကရင်နေရာကိုသွားတိုက်တယ်ကရင်နေအများစုကိုသွားမေးကြည့်ခမရတို့ရှက်တတ်တယ်ဆိုရင် ငါတို့ကိုလိုလားမင်းတို့ငါတို့လိုလားမလိုဘူးအကုန်လုံးမလိုဘူးအဲ့တော့ခမည်းတော်ကကိုယ့်ဘာသာနေရတကာသွားပြီးတော့ခွေးလိုလိုက်ဆွဲနေတာအဲ့တော့လူမျိုးတွေကလည်းမလိုဘူးတိုင်းရင်းသားတွေကလည်းမလိုဘူးအဲ့တော့ခမည်းတော်ကဘယ်သူမှမလိုတဲ့ဟာခမည်းတော်ကဘာတွေဖြစ်နေတာအဲ့တော့အခုကျွန်တော်တို့ကနိုင်ငံတော်ကာကွယ်နေတယ်ကာကွယ်နေတယ်ဘယ်သူလက်ကကာကွယ်နေတာဘယ်သူလက်ကကာကွယ်နေနိုင်ငံတော်ရခိုင်ပြည်မှာရခိုင်အလံလာထောင်းတယ်ဘယ်သူလာထောင်းတာရခိုင်လူမျိုးတွေခမည်းတော်လစ်လို့ရပြီရှက်တဲ့ရင်လဲသေးလို့ရပြီမဟုတ်ဘူးလား ကရင်ပြည်နယ်မှာကရင်အလံထောင်မှာဘာလို့တွေလဲကရင်လူမျိုးတွေဥပမာနိုင်ငံခြားလာပြီးတော့အလံလာထောင်နေဆိုရင်တော့ဒါခင်ဗျားတို့ပြောတဲ့ကာကွယ်နေတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တိုင်းသက်တရက်လုံးကြီးပြည်တော်စုတစ်ခုလုံးကြီးလက်ခံလို့ရတယ်အခုကခင်ဗျားကလည်းကိုပြည်နယ်မှာကိုကကိုနော်ကိုပြည်နယ်မှာတိုးတက်လုံးအားကြီးလို့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့တိုးတက်အောင်လို့နော်ခေါင်းဆောင်တယောက်အနေနဲ့ကျွန်တော်တို့ပြည်နယ်တိုင်းရဲ့ခေါင်းဆောင်တယောက်အနေနဲ့စူးစမ်းနေတာအဲ့ဒါကိုခင်ဗျားတို့ကနိုင်ငံကိုကာကွယ်နေတာဘာစကားပြောလိုက်တာဟမ် 調理米